ကာကွယ်ရေးဦးစီးချုပ်ယာရုနေရာကိုဆက်ယူဖို့တတန်းလုံနေတဲ့အာနာသိန်းစစ်ကောင်းဆောင်ဟာတချုပ်ယာရုကိုစွန့်ပြီးစစ်ကော်မရှင်ကလုံးမဲ့ရွေးကောက်ပွဲအပြီးမှာနိုင်ငံတော်သမ္မတဆိုတဲ့ယာရုကိုရယူသွားနိုင်ခြင်းရှိနေတယ်လို့စစ်ရေးနိုင်ငံရေးအကဲခတ်တချို့ကသုံးသပ်ပါတယ်။တချို့သောအကဲခတ်တွေကတော့စစ်ရသွေးမှုတွေကြောင့်နိုင်ငံတကာကဖန်ဝန်းထမ်းထုတ်ခံထားရတဲ့စစ်ကောင်းဆောင်ဟာတချုပ်ယာရုနေရာမှာပဲရှိနေတာကပိုပြီးလုံခြုံစေနိုင်တယ်လို့ဆိုပါတယ်။ အရာသိမှုကိုစန့်ကျင်ကြတဲ့တော်လိုင်းအင်အားစုတွေနဲ့စစ်တပ်ထဲကနေထွက်ခွာလာကြတဲ့ CDM အရာရှိတွေကတော့ဗိုလ်ချုပ်မှုကြီးမယောက်လိုင်ဟာတမရရာဓုကိုခုံမင်တာကြောင့်2020ရွေးကောက်ပွဲမှာအနိုင်ရရှိခဲ့တဲ့ NLD ပါတီကိုအာဏာမပေးဘဲအာဏာသိမ်းခဲ့တာဖြစ်ပြီးလက်ရှိမှာလည်း2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာယာယီတမရရာဓုကိုရယူထားတာလို့မှတ်ချက်ပြုကြပါတယ်ဒီဘူဘီတရင်ဌာနကအတိပြုချက်မရရှိခဲ့ပေမဲ့ အွန်လိုင်းစာမျက်နှာတွေပေါ်မှာထွက်ပေါ်လာတဲ့သတင်းတွေအရာအနာသိန်းစစ်ကောင်းဆောင်ဟာဒုတိယဗိုလ်ချုပ်ကြီးတွေအပါအဝင်တမှုတတအယောက်900နီးပါးကိုစစ်တပ်တပိုင်းအရဲသားတပိုင်းနဲ့ဖွဲ့စည်းထားတဲ့တီတော်တို့ကြက်ခိုင်ရဲ့ဖွံ့ဖြိုးရေးပါတီစီကိုကိုယ်စားလှယ်လောင်းအဖြစ်ရွေးကောက်ပွဲမှာဝင်ရောက်ရှင်ပြိုင်ကြဖို့စေလွှတ်လိုက်တယ်လို့လည်းဆိုပါတယ်အာနာသိမ့်ပြီးတဲ့နောက်ပိုင်းစစ်ကောင်းဆောင်ရဲ့ဖြည့်ရှင်းကင်တွယ်ပုံတွေကိုကြက်ခိုင်ရဲ့ပါတီအတွင်းမှာဝေဖန်မှုတွေရှိခဲ့တာကြောင့် ဥက္ကဋ္ဌရာထူးအပြောင်းလဲကိုစစ်ကောင်းဆောင်ကလှုပ်ဆောင်စေခဲ့တာတွေရှိတဲ့အတွက်အဲ့ဒီသတင်းသာအမှန်ကန်ဖြစ်ခဲ့ရင်ကျန်းခံရေးပါတီအတွင်းမှာထိတ်တိုက်တွေ့နိုင်တဲ့အာဏာလွန်ဆွဲပွဲတွေထပ်ဖြစ်လာနိုင်တယ်လို့အမည်မဖော်လိုတဲ့နိုင်ငံရေးအကြက်ခက်တူကမှတ်ချက်ပြုပါတယ်။ဒါဟာ2020နောက်ပိုင်းပမာဏများပြတဲ့အပြောင်းအရွှေ့ဖြစ်ပြီးအာဏာသိမ်းစစ်ကောင်းဆောင်ကလက်ရှိကြုံတွေ့နေရတဲ့စီးရေးနိုင်ငံရေးနဲ့ နိုင်ငံကအကျက်သေးတွေကိုဖြည့်ရှင်းဖို့အပြောင်းလဲတစ်ခုကိုပုံဖော်နေတာကြောင့်တမရရာဓုကိုရယူသွားနိုင်ခြင်းရှိတယ်လို့ရှမ်းပြည်မြို့သားများဖွံ့ဖြိုးတိုးတက်ရေးပါတီဥက္ကဋ္ဌကသုံးသပ်ပါတယ်။ကာကွယ်ရေးစည်းကမ်းတယောက်ကအခုဒီမြထောက်ချင်းရှိကဦးလေးရောလောက်ပိုင်ခွင့်ကတော်တော်များများကိုရှိထားတဲ့အခါကျတော့အဲ့မှာပဲနေမလားကျွန်တော်ကာကွယ်ရေးစည်းကမ်းမှာဆက်နေမယ်ဆိုရင်တော့သူကပိုလို့လုံခြုံမလားအခုတမနာလုံမယ်ဆိုတော့ငါးနေ့သက်သားမှာဟိုဘက်သက်သားမှာသူပြိုင်နေဆက်ဆက်နိုင်မလား အဲ့ဒါလေးကိုကျွန်တော်တို့စဉ်းစားကြတာပေါ့ကျွန်တော်တို့စဉ်းစားကြတဲ့အခါကျတော့အပြည့်တော့မထွက်သေးဘူးဒါပေမဲ့ကာကွယ်ရေးစည်းကြုံမှာနေဖို့များတယ်ဆိုတော့ကျွန်တော်တို့စီလီစီလီပေါ်လေးပေါ်တော့အဲ့ဘက်ကတော့ပြောတာများတယ်ပါလေကျွန်တော်အမြင်ကတော့ဒီတမ်လာလုံးလိမ့်မယ်တမ်လာတက်တန်းကို20လောက်ခြင်လိုက်ရင်တော့ကွာလို့ကွာမယ်ဆိုတော့ဆိုတော့ကျွန်တော်နည်းနည်းလေးတော့မြင်တယ်ကျွန်တော်တူတူရဲ့အမြင်မှာအာရာသိစကောင်းဆောင်အတွက်တမ်လာနေရာကိုရဖို့ဆိုတာဟာ လွှတ်တော်ထဲမှာရှိနေတဲ့တက်မတော်သား25ရာခိုင်နှုန်းရဲ့အင်အားနဲ့မလုံလောက်ပါဘူး။အနိုင်ရပါတီတွေကကိုယ်စလဲတွေရဲ့ထောက်ခံမဲ့ထက်ဝက်နှီးပါးကိုပါရရှိမှာစစ်တပ်ကတင်တဲ့ဒုသမရာလောင်းကနေသမရာဖြစ်လာနိုင်မှာပါ။လက်ရှိကျင့်သုံးမဲ့ရွေးကောက်ပွဲစနစ်ဟာကြံ့ခိုင်ရေးပါတီအတွက်မဲအရေးအတွက်အများအပြားရရှိအောင်ဖန်တီးထားတာကြောင့်အဲ့ဒီပါတီကနေအနာသိန်းစစ်ခေါင်းဆောင်ဟာသမရာဖြစ်နိုင်ဖို့လိုအပ်တဲ့မဲအရေးအတွက်ကို တက်ကနေပြောင်းရှိသွားကြတယ်။စံခံရေးပါတီကိုယ်စားလှယ်လောင်းတွေစီကရရှိအောင်ဆောင်ရွက်တာလို့နိုင်ငံရေးလှလာတုံးတက်သူဦးရှင်ထွန်းကထောက်ပြပါတယ်။ဒါပေမဲ့အနာသိန်းစခေါင်းဆောင်ရဲ့လက်ရှိကြုံတွေ့နေရတဲ့အခက်အခဲတွေဟာတမရရာဒူးရယူယုံနဲ့ပြည်လဲမှာမဟုတ်တာကြောင့်စီးရေးနိုင်ငံရေးအားလုံးကိုကြီးကြပ်ကိုကွဲနိုင်တဲ့ရာဒူးနေရာကိုဖန်တီးပြီးရယူနိုင်ခြင်းရှိတယ်လို့လည်းဆိုပါတယ်။ အမျက်နှာစိတ်ကိုတလဲရေးစစနေရင်းနေလို့သူပြောထားတဲ့စကားရှိတယ်။အိုးဒီစကားအဲ့ဒီပြန်ကောင်းဖို့မယ်ဆိုလို့ရှိရင်သူအဲ့ဒီတစ်ခုကိုတော့သူခံပြီးပုံဖော်နေလို့တုံးတယ်လို့ပြောတယ်။ဒါတော့များများကအာအမရဖြစ်နေလို့တွက်ချက်ကြတယ်ပေါ့။ဒီကျွန်တော်အမြင်အရကတော့နိုင်ငံကြီးဥဆောင်ကော်မတီတုတ်ပြီးမှဟုတ်ဒီစစ်ကော်မရှင်ကိုပဲသူဥဆောင်ကော်မတီ မျိုးမျိုးထားပြီးတော့စီရင်နိုင်ငံယူတွဲပြီးတော့မှဟိုကစားလို့ရတယ်အမျိုးထားမျိုးကိုပဲပို့ပြီးပုံဖော်မလို့လို့ကျွန်တော်ဖက်ကသုံးတပ်ပဲဘာလို့လဲဆိုပြောလို့ရှိရင်စစ်ဦးဆောင်ကော်မတီလူမျိုးဟိုပြန်ဖွဲ့ပြီးတော့မှဟိုသူခံထားတဲ့ကဘောဦးစီချုပ်ဒီကော်မတီရဲ့ကော်မတီ member အနေနဲ့ပြန်ထားပြီးတော့မှသူကအဲ့ဒီကော်မတီဥက္ကဋ္ဌအမည်နဲ့သူကတာဝန်ယူလို့ရှိရင်စီရင်ရောနိုင်ငံရေးကိုတွဲကစားနိုင်တဲ့အခင်းချင်းမျိုး ဒီပို့ပြီးတော့မှဟိုရှင်းလန်းလန်းနေလို့ရှင်းလန်းလန်းနေတယ်လို့ပဲကျွန်တော်ဖက်ကတော့သုံးတော့ပါတယ်။အမိမဖော်လို့တဲ့တက်မတော်အရာရှိဟောင်းတယောက်ကတော့အာနာသိန်းစစ်ခေါင်းဆောင်ဟာကာကွယ်ဥစည်းချုပ်နေရာကိုလက်မလွတ်ချင်တာကြောင့်ကကနာကောင်စီလို့ခေါ်တဲ့ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာကိုအမျိုးမျိုးထုတ်ပြန်ပြီးကာကွယ်ဥစည်းချုပ်နေရာကိုဆက်လက်ရယူခဲ့တာလို့ပြောပါရတယ်။1984ခုနှစ်ကာကွယ်ရေးဌာနကောင်စီညွှန်ကြားလွှာ ၁၈မြင်းဆောင်83အရာ ပြည်နှံဝင်ရရှိဖြစ်ခန့်ခြင်းခံရတဲ့သူတွေဟာတပ်မတော်မှာတာဝန်ထမ်းဆောင်ဖို့လိုအပ်တဲ့ကာလပတ်လုံးအသက်အကန့်အသတ်မရှိထမ်းဆောင်နိုင်တဲ့ဆိုတဲ့ဖော်ပြထားမှုကိုအနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်ကြီးမင်းအောင်လှိုင်ကလေးမြင်းဆောင်2014ကိုထုတ်ပြန်ပြီးကာကွယ်ရေးဦးစီးချုပ်ရဲ့တက်တန်းဟာအသက်အကန့်အသတ်မရှိတာကြောင့်ကာကွယ်ရေးဦးစီးချုပ်ရဲ့တက်တန်းကို65နှစ်လို့ပြင်ဆင်ခဲ့ပါတယ်။ ဒါပေမဲ့အာနာသိန်းစစ်ကောင်းဆောင်ဟာသူ့ရဲ့တတန်း65နှစ်ပြည့်လာတဲ့အခါမှာတော့အာနာသိန်းစစ်ကောင်းဆောင်ဗိုလ်ချုပ်မူကြီးတန်းရွှေလိုတက်တော်ရှင်စစ်ကောင်းဆောင်ယာရုကိုရယူဖို့အတွက်တင့်မြင့်ဆောင်2023ကိုထုတ်ပြန်ပြီးဗိုလ်ချုပ်မူကြီးနဲ့ဒုတိယဗိုလ်ချုပ်မူကြီးတွေကလွဲပြီးကြံပြန့်တန်းဝင်အရာရှိတွေကတော့နှစ်အကန့်အသတ်နဲ့သာစစ်တပ်မှာတာဝန်ထမ်းဆောင်ဝင်ရှိတယ်လို့ပြောင်းလဲထုတ်ပြန်ခဲ့ပါတယ်။လက်ရှိချိန်ထိအာနာသိန်းစစ်ကောင်းဆောင်ဟာ စစ်တပ်ရဲ့ခေါင်းဆောင်ပိုင်းယာလူကိုလည်းလွှဲပြောင်းပေးရခြင်းမရှိသလို2020အနိုင်ရ NLD ပါတီကိုလည်းအာဏာမပေးခဲ့ပဲ2008ဖွဲ့စည်းပုံအခြေခံဥပဒေကိုကျော်လွန်ကာစစ်တပ်ကအာဏာသိမ်းယူခဲ့ပြီးနိုင်ငံတော်ယာယီသမ္မတယာလူကိုပါရယူထားတာပါကျွန်တော်အောင်သူပါခင်ဗျာ